ကျွန်တော်ကတော့သူ့မကြောက်ဆိုတာ तू ကအနေကျရတော့ကျွန်တော်ထက်အများကြီးရှိတယ်ပေါ့နော် तू အနေကျရတော့သူ့ရဲ့တဲ့ပိုင်းလဲကျွန်တော်ထက်တော့ကြီးတယ်ဟုတ်ပါရှင်သုံးသပ်ပေါ့အဲ့လောက်ဆိုတော့ကျွန်တော်ကျွန်တော်ကသူ့ထက်အများကြီးအားသာချက်ရှိတာတဲ့ရဲ့ပိုင်းလေပြီးတော့ဒီတဲ့ရဲ့ကြလာပြီဆိုတာနဲ့တိတာတယ်လေကိုရဲ့စတမ်နာတော့လူငယ်လူမျိုးမကောင်းဘူးဆိုတာတော့အမှန်ပါပဲတကယ်လို့ဒီပွဲများကျွန်တော်ရှုံးခဲ့ဦးမယ်ဆိုတော့ကျွန်တော်ဒီလူမျိုး1ပွဲကြီးမှာကျွန်တော်ရှင်းပြန်ကြည့်လဲမရတော့ဘောနော် ကျွန်တော်နောက်ဆုံးကျွန်တော်ထူးကြည့်လဲကျွန်တော်ဒီ one friday လို့ပွဲမှာပဲကျွန်တော်ထူးကြည့်ရတော့မှာပေါ့နော်အဲ့လိုနေထားလို့ဖြစ်သွားတယ်အဲ့လိုနေထားလို့ဖြစ်သွားတယ်အားလုံးပဲမင်္ဂလာပါခင်ဗျ UK match day ရဲ့ facebook နဲ့ youtube channel ကနေကြိုဆိုပါရစေ champions play တဲ့အားလုံးလည်းမင်္ဂလာပါအဲကျွန်တော်အခုကကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဒါမြန်မာပြည်သူပြည်သားတွေဒါအခက်အခဲတွေတွေ့နေတဲ့အခြေအနေအင်္ဂလန်တန်ခံပြည်သူတွေပေါ့နော်ဆိုတော့အပြင်မှာလည်းဒီ တချို့အတန်တွေလည်းကြားရတယ်ဒီဆိုလင်းဦးတို့ဒါ public figure တွေပေါ့နော်ဒီတိတ်ပြီးတော့လှုပ်ရှားမှုမရှိဘူးဘာညာတကယ်တမ်းကျတော့ကျွန်တော်တို့သိနေတာကလည်းဒီဆိုလင်းဦးဒီငလင်းတခန့်ပြည်သူတွေတင်မကပဲနော်ဟိုအရှိမလည်းဒီအစင်အဆက်ပေါ့ဆိုလင်းဦးကအလူတန်းနဲ့အများကြီးလှုပ်ခဲ့တယ်လိုအပ်တဲ့နေရာတွေပြီးတော့ရေဘေးအသင့်ပြည်သူတွေအခုငလင်းတခန့်ပြည်သူတွေဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းသိကျင်တာပေါ့နော်ဆိုတော့ဒီအကြောင်းအရာတွေအဲနောက်တစ်ချက်ကတော့ဒီအမေရိကန်မှာသူကထိုးမဲ့ပွဲပေါ့လီယမ်ဟာရီဆန်နဲ့ပွဲ တော့ဒီပွဲအတွက်လည်းဆိုလင်းဦးရဲ့လက်ရှိအခြေအနေလက်ရှိပြင်ဆင်မှုတွေတော့ဒါတွေသိတဲ့အတွက်ဆိုလင်းနဲ့အင်တာဗျူးလေးဒါလုပ်ပြီးတော့ပြည်သက်တွေကိုပြန်လည်မျှဝေပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာကျွန်တော်တို့ဒါမြန်မာရွေးရလဝေးရဲ့ဒါကျွမ်းကျင်သူတူဖြစ်တဲ့ expert တူဖြစ်တဲ့ကိုစိုးညီနဲ့ဆိုလင်းဦးတို့ပေါ့နော်အင်တာဗျူးလေးဒါကျွန်တော်တို့ဒီ UK Match ဒီပြည်သက်တွေကိုပြန်လည်မျှဝေဖို့အတွက်စီစဉ်ထားပါတယ်ဒါကြည့်ရှုအားပေးကြပါဦးခင်ဗျာ ညီလေးဆိုရင်ဦးမင်္ဂလာပါမင်္ဂလာပါဟုတ်ညီလေးညီလေးတို့ပွဲရတော့ဒီမြန်မာပြည်သက်တွေရောတစ်ပါးလုံးအပြည်သက်တွေရောစိတ်ဝင်စားနေကြပြီဟုတ်ကဲ့1173ဟုတ်တယ်လုံးမလည်းအမေရိကန်မှာညီလေးထိုးရမယ့်ကစားသမားကလည်း Leon Harrison ဟုတ်ကဲ့ကိုဟုတ်ဒီရိုးရလက်ဝင်းနဲ့ပတ်သက်ပြီးတော့လည်းအညီဆုံးနေအများကြီးရှိခဲ့တယ် Dave Flo ညီလေးတို့နဲ့ပတ်သက်ပြီးတော့ကိုတို့ဒီမီဒီယာတွေထဲမှာလည်းအခြေတော်ဝင်အများကြီးဖြစ်ခဲ့ဘူးလေပေါ့နော်အခုဒီ Leon Harrison နဲ့ပွဲစဉ်က August တရနေ့မှာကစားရမှာ ဒါပေမဲ့ဝမ်းအစောကြီးတွေကကျညာလိုက်ပြီမိလေးတို့ဒီတွဲဆိုင်ကိုပထမဦးဆုံးလို့ကိုထင်းတယ်ဟုတ်စားစားပြီးတော့ဖိသက်ကိုချပြလိုက်ပြီအဲ့ဒီချိန်မှာရင်းဟာရီစင်ကလည်းမိလေးနဲ့ပတ်သက်ပြီးပြောထားတာလေးတွေကိုတွေ့ရတယ်တွေ့ရတာဆိုလင်းကမာတယ်ဆိုလင်းကဘူးမအလဲမထိုးနိုင်ဘူးဒါပေမဲ့သူကဆိုလင်းကိုအလဲထိုးခြင်းလေဆိုတာပြောဟုတ်တယ်ဟုတ်တယ်အဲ့မျိုးတွေ့လိုက်တယ်သူပြောထားတာမိလေးလည်းတွေ့ရင်တွေ့ပါဘောဟုတ်ကဲ့မှာတွေ့လိုက်တယ်ကိုဟုတ်အဲ့ဒါလေးတွေ့ရတယ်အဲ့တော့မိလေးကတော့သူ့ကိုဘာပြောခြင်းလဲမှာသုံးနေတယ်ဗော ဟုတ်ကဲ့ကျွန်တော်ကတော့သူ့ကိုဘယ်လိုပြောမလဲ။ तू ကပဲကျွန်တော်ကိုအလဲထုံးလိုက်ကျွန်တော်ကပဲသူ့ရဲ့လက်သီးကိုခံနိုင်မလားပြီးတော့ကျွန်တော်ပြောချင်တာတော့အဲ့ပေါ့ဒီလိုမျိုးတာမဏိပေါ့နော်ကျောပရိသတ်တွေကတာမဏိလို့နာပြီးတာမောင်စတီးဆိုပြီးထိုင်းမှာနေကြည့်နေရတယ်။ဟိုစာတာမဏိနဲ့လွယ်လေးဖြစ်လာတယ်လို့လက်ထင်ပါပေါ့နော်ဒါမဲ့ကျွန်တော်ပြောချင်တာ तू လည်းအလဲ तू ပဲကျွန်တော်ကိုအလဲထုံးမလားကျွန်တော်ပဲသူ့ကိုအလဲထုံးရမယ်ဆိုတော့ ကျွန်တော်ကတော့ဟိုပရိသတ်အလို့ကိုစောက်ကြည့်ချင်တာပေါ့နော်အဲ့ဒီစောက်ကြည့်သေးချင်တာပြောစီချင်တယ်အေးဘောနောက်ပြီးတော့နောက်တစ်ခုပေါ့နော်ကိုလိုတည်ထားတာညီလေးဆိုရင်ဝမ်းမှာစာချုပ်ကြီးရပြီးွားတယ်နောက်ပိုင်းရှုံးဝဲလေးတွေစက်နေတယ်နဘီကိုရှုံးတယ်ဆက်ဆန်လို့ရှုံးတယ်နောက်တော့ဒီမီထရီကော့တန်ရုရှားကသာမဟုတ်စက်တယ်အဲ့ဒီနောက်ွက်မှာလည်းအကြောင်းလေးတွေရှိမှာပဲပြိသက်လေးတွေတည်ကျင်ကြတယ်အဲ့ဒါတပိုင်းပေါ့ကိုကြားတိကိုတိထားတဲ့လောက်ကတော့ညီလေးအဲ့ချိန်မှာတော့ training လုပ်တာကြောက်ခတ်မှလုပ်တယ်။ဟာလီကြရင် မန်ဆောက်ကိုသွားတယ် training ဘိုင်းဆိုင်ရာတွေမှာနည်းနည်းအဆင်မပြေတာလေးတွေလည်းကြားရတယ်ဟုတ်ကဲ့ပါရှိတယ်ကိုဟုတ်ကဲ့အဲ့ဒီညီလေးရဲ့ training အခြေအနေလေးတွေ training plan လေးတွေနဲ့ပတ်သက်ပြီးလည်းနည်းနည်းပြောပြပါအောင်ဟုတ်ကိုဟုတ်အမှန်တည်းပြောရတော့ဟုတ်တယ်ကိုနည်းနည်း training ဘိုင်းဘလူကန်လေးဒီမှာမားတာပေါ့နော်အမှလည်းလေးချရလဲနေရတိကျလဲမရှိတာလဲပါတော့ဗောနပြောချင်တာလေးဂျင်ပေါ့ဂျင်လဲတိတိချမလောက်ရတိတာလဲပါတယ်အမျိုးလဲရှိတော့ကျွန်တော် မဲဆောက်မှာကျွန်တော်သွားနေတော့လေမဲဆောက်မှာလည်းလက်ဝဲဂျင်ကကောက်ဆိုတာမရှိဘူးလေအခုလည်းတည်တဲ့ဂျင်ကောက်ပါဘူးတည်တဲ့ကောက်မရှိဘူးကျွန်တော်လက်စုံစမ်းကြည့်တော့လည်းမရှိဘူးနော်မဲဆောက်တော့မြုံလို့လည်းမရှိပါဘူးပြီးတော့ကြောက်ခက်မှာလည်းကျွန်တော်အရင်တော့တော့ကျွန်တော်တို့ဂျင်ကလာတော့ကောက်တော့ဗောနော်မဲကြောက်ခက်မှာတော့နောက်ပိုင်းကဟိုကြောက်ကြောက်ကြောက်ဖြစ်လာတယ်ဆိုလေတိတ်နေနေလေးအနေချက်ရှိတာအဆင်ပြေတာရှိတော့ဟိုနေရထားရတော့အားလုံးအဆင်ပြေတော့ဗောနော်အဲ့ဒီလက်ချင်းလက်ချင်းမဲ့ ရုပ်လေးပေါ့နော်လေ့ကျင့်ကရိယာလေးပဲမစုံတာပေါ့နော်အဲအဲ့ဒါနဲ့လည်းပါတယ်ပေါ့နော်တကယ်တမ်းပြောရရင်ဟိုအစကျွန်တော်ပွဲတိုင်းတည်းကကျွန်တော်အကုန်လုံးအလဲထုတ်တယ်လေအဲ့တော့ကလည်းကြောကလလည်းအများကောင်းတယ်စနစ်တကျကျော်တို့ချိတ်ဆက်ထားတာတို့လေ့ကျင့်ကရိယာတို့ပေါ့နော်ဒီအဲ့တို့ပါတို့နောက်ပိုင်းမှာတော့နည်းနည်းဟိုအဲ့လိုမျိုးပေါ့နော်နေရထိုက်ခေးလေးတော့လူအားချက်ရှိတာပေါ့နော်အဲ့ကြောင့်အခုဒီပွဲကတော့ကျွန်တော်အမှန်တည်းပြောရရင်တော့ကျွန်တော်အခြေလိုမျိုးပွဲ လေလေ့ကျင့်လို့အဆင်မပြေပါတော့အခုအဲနည်းနည်းလေးသေးသေးလေးကိုသိကျဲလေဒီညီလေးပြောပြတော့အဆင်မပြေတဲ့ပိုင်းလေးတွေလေ့ကျင့်မှုအပိုင်းမှာအဆင်မပြေတာလေးတွေသိရတယ်အဲ့တော့ညီလေးအဲ့တော့ဒီပြီးခဲ့တဲ့ရှုံးခဲ့တဲ့ပွဲတွေတော့မှာပေါ့နော်ညီလေးကဘယ်နီးပြားတွေနဲ့လေ့ကျင့်ခဲ့လဲဟောကြောက်ခတ်မှာပဲနေရလားဦးလားမဲဆောက်မှာသွားပြီးကစားလဲလို့လည်းညီလေးပြောတယ်အဲ့မှာကျတော့ဘသူကနီးပြားပြေးလဲအဲ့ဒါလေးလေသေးသေးလေးထပ်ပြောပါဦးဟုတ်တော်တော်များတော့ကြောက်ခတ်မှာဆိုတာလဲတကယ်ကြတော့မဲဆောက်မှာကျွန်တော်တွမ်းလေးချစ်တော့လဲညီပြားလည်းကောင်း ဟိုနဲ့လဲအချက်စစ်မှတ်တာကျွန်တော်တိနေတိလူတွေပဲကျွန်တော်သွားဆော့တာအဓိကတော့ကျွန်တော်ကြောက်ခဲ့ပါတော့ကြောက်ခဲ့ရတော့ကျွန်တော်နေနေကြနေရတော့ကျွန်တော်ဆော့တယ်ဒါပေမဲ့နီးပြတော့ကျွန်တော်ရဲ့အကိုဝန်ခွဲပါတော့ကိုတတ္တိယောင်းနဲ့ပဲကျွန်တော်ဆော့တယ်ဒါပေမဲ့ဒါတရားတော့ဟိုအာနေချက်ရှိတာတော့အများကြီးပါတော့အေးကိုတို့ကြားရတော့ဟွာကြောက်ခဲ့မှဆိုရင်ဒီလေးနောက်ပိုင်းလေးကျင်းရတာတိတ်ချိတ်ဖို့နေရလို့ပါတော့စင်မပြေတဲ့အထီးလို့ပါတော့အလောက်ထိရှိတယ်ဆိုတာအဲ့ဒါအမှန်ပဲလားဟုတ်အဲ့ဒါတော့အမှန်ပဲအခုတော့ကျွန်တော်ဟိုပလန်ကတော့ကျွန်တော်အခုတော့ လေ့ကျေရောကျွန်တော်ဥမာတည်ကြပြလို့တော့ဘောနော်ကြောက်ခက်မှာတော့ကျွန်တော်လေ့ကျေတဲ့ကိရိယာတွေတော့ကျွန်တော်ကောက်ကောက်မှုပြလုပ်မယ်ခုအခုကကျွန်တော်ကပလန်ဆက်တာဘောနော်ဒါပေမဲ့အခုကတော့ကျွန်တော်ပွဲရလဲဒီရှစ်လပိုင်းရှစ်လပိုင်းပွဲရလဲနီကနေဘောနော်သုံးလဆိုတော့လေလေ့ကျေရောလဲကောက်လို့ဒီလိုလုပ်ပြီးပါမှာပြီးသွားမှာဆိုတော့ကျွန်တော်လေ့ကျေမှုပိုင်းလဲမလွယ်ဘူးဆိုတော့အဲကြောင့်ကျွန်တော်တထုပ်ပြန်စီးလာတယ်ကျွန်တော်နေတဲ့စာတိပါဘောနော်အဲ့ဒီမှာတထုပ်မှာမိသားစုလည်းရှိတယ်မျိုးသမီးလည်းရှိတယ်ဒီပွဲကတော့ကျွန်တော်စဉ်းစားတာတော့ကျွန်တော်တထုပ်ကနေ ကျွန်တော်ကြည့်မယ်ကြည့်မှာပေါ့နော်ကျွန်တော်ရဲ့စာတီးဆိုတော့ပြီးလို့ရှိရင်နီးလို့ရှိရင်လည်းကျွန်တော်ရန်ကုန်မှာလဲကျွန်တော်သွားကြည့်မှာပေါ့နော်တကယ်ဆရာသမားကောက်လည်းအများကြီးရှိပါတယ်ပေါ့နော်ကိုညီလေးတထုံပြန်ရောက်လာတော့ဒါကိုမေးကြည့်တာပါဟုတ်ကဲ့အရင်ကြောက်ခတ်မှနေရတာမယ်စောက်မှနေရတာ ਨੇ ဒီတထုံပြန်ရောက်လာတဲ့အချိန်မှာ feeling ပါกว่าလဲစိတ်ထဲမှာဟုတ်กว่าချမ်းမှုကတော့ရှိတာပေါ့ဒါကိုနေရဆိုတော့လေကိုလုံနေကြနေရဆိုတော့ကိုလည်းစိတ်လုကိုလို့စိတ်လုကိုလို့ကိုပေါက်ဖွာလာတဲ့နေရာဆိုတော့ကိုတက်ပူရင်းနေတာပေါ့နော်ကိုလေ့ကျရတာလည်း ဟိုအားလို့စင်ပြေတယ်ဗောနော်ပြောရှိတာကရိယာတွေလည်းမစုပ်ခဲ့တော့မှကိုယ့်ရဲ့လုံနေကြနေရဆိုလေအရာလဲစိတ်ပြေတယ်လို့ပြောရအောင်ဆရာသမားတွေနဲ့လည်းနီနီဆက်သက်ရှိမယ်နီနီဆက်ရှိမယ်ဟုတ်ပါတယ်ဟုတ်ကဲ့ပါဆရာသမားလည်းများတယ်အဓိကတထုံမှာဆိုဥရှုဟာထိုးထိုးနဲ့လည်းရှိတယ်လေအကြီးတော်လက်ဝတ်သမားဟောက်တယ်သူဆရာလည်းအကြညာလေးတောင်းပါတောင်းဗောနော်အခုဒီတထုံနဲ့ဖာနဲ့ဆိုလဲတိတ်မွေးပါဘူးလေဟာသူဆရာမောင်အာသူဆရာမောင်ကြိုးလို့ရှိတယ်ဒါကျွန်တော်တို့ဆရာတွေဗောနော်ဆရာတေဦးတွေဆရာရဲ့အကြီးတွေ ီးတော့ဆရာစောကြီးလေးတို့တွေလေဒါကျွန်တော်တို့ရဲ့ငယ်ဆရာတွေဆိုတော့လေအခုကျွန်တော်စဉ်းစားတာအခုဒီလာမဲ့ပွဲကြတော့သူတို့ ਨੇ ဟိုတိုင်ပေပြီးတော့ဘလူဘလူကဆွဲကြမလဲပေါ့နော်အဲ့ဒီကျွန်တော်လည်းစဉ်းစားလာပြီးတော့အခုကျွန်တော်ပြန်ပြီးကျွန်တော်ရဲ့နေရာပေါ့နော်တထုပ်ကျွန်တော်ပြပြီးပြလာကစားတာဟိုရက်ပိုင်းကဆရာမောင်ကျော်နဲ့တွေ့တော့လေဆရာမောင်ကျော်ကလည်းညီလေးကိုကူညီဖို့အသင့်ရှိတဲ့အနေအထားမျိုးသူပြောပြလာမျိုးရှိတယ်စိတ်ဝင်စားဖို့ကောင်းပါဟုတ်ကဲ့ပါအဲ့လည်းဦးနှံညီလေးပြောရတဲ့အထဲမှာတခုပါတယ်ပေါ့နော်ဒီတထုပ်ပြန်လာလေလေ့ကျင့်တယ်ဆိုတာတစ်ပိုင်း ်ပြီးတော့ရန်ကုန်သွားမယ်ဆိုတဲ့ဟာလေးညီလေးဦးလာပြောသွားလာလို့အဲ့ဒီရန်ကုန်မှာကြတော့ဘလို့အစီအစဉ်နေညီလေးဆွဲထားလဲဘာဘလို့အပိုင်းတွေအတွက်ရန်ကုန်သွားကြတာလဲကျွန်တော်ရန်ကုန်သွားချင်တဲ့အပိုင်းအရောကိုဘာလို့လဲဆိုတော့ကျွန်တော်ပွဲတိုင်းမှာကျွန်တော်အဲ့ဒီ hydrogen လာ hydration hydration မှာကြတော့ပိုင်းတယ်အရင်ကစားသမားကိုအရင်တိခတ်တယ်စိတ်စနှုတ်လည်းဖြစ်တယ်ပြီးတော့အကုန်လုံးစစရပါတော့အရင်ပိန်ပါတယ်အဲ့တော့ကျွန်တော်ကရန်ကုန်သွားမယ်ဆိုတော့ကျွန်တော်ရန်ကုန်မှာလဲကျွန်တော်တိနေဒေါက်တာတွေလည်းရှိတယ်လေနော်ရှိတော့ကျွန်တော် အဲရန်ကုန်မှာသွား train နဲ့ဟိုလိုအပ်ချက်တွေအနေချက်ပေါ့နော်ကျွန်တော်ရဲ့ဒီ hand trip မအောင်လဲကိစ္စပါကြောက်လဲဘယ်လိုကြောက်လဲအဲ့ဒါလေးသိစီချင်တာလဲပါတယ်ဘယ်လိုစီရနေအကြံဉာဏ်လေးတောင်းမယ်ကြာကြာလေးတောင်းမယ်အဲ့ဒါဆိုရင်ကျွန်တော်ပွဲနှင်းကြလို့ရှိရင်ကျွန်တော် hand trip ဘာမှမဖြစ်ဆိုတော့ကျွန်တော်အဆင်ပြေတော့ပေါ့နော်ကျွန်တော်တွေ့ကျွန်တော်လည်းပြီးခဲ့တဲ့ပွဲတွေကလည်းကျွန်တော်ကြည့်တာ high trunching ဘာမှမဖြစ်ဘူးဆိုတော့ကျွန်တော်နိုင်နိုင်နဲ့အနေထားမျိုးရှိတာပေါ့နော်အရင်လဲကျွန်တော်ရပြိုင်ပွဲတွေကအရင်ကောင်းတဲ့လူတွေမှလည်းမပါသေးပါဘူးပေါ့နော် အဲ့ဒီကြောင့်အဲ့ဒီဟိုင်ဒရိုဂျီကကျွန်တော်တို့တော်ဒုက္ခပေးတယ်လို့ပြောရအောင်အဲ့ဒါဆိုညီလေးအနေနဲ့အခုလာမဲ့ပွဲတင်အတွက်ဒီ hydration test အောင်ဖို့ weight ဝင်ဖို့နောက်ပြီးတော့ဒီအစာအသောက်ပိုင်းတွေကအစာအကုန်လုံးပြင်ဆင်သွားမဲ့ဟုတ်ကဲ့ဟိုစိုးစီစဉ်ထားတာပေါ့နော်ဟုတ်ပါတယ်ကိုဟုတ်ပါတယ်အဲ့ဒါဆိုရင်ညီလေးဒီဟိုညီလေးရဲ့ပြိုင်ဘက်ပေါ့နော် hydration အကြောင်းဟိုလေတစ်ချက်တော့ပြန်ပြီးတော့ပြောရအောင်သူရဲ့ပွဲတွေရောညီလေးကြည်ထားတာမျိုးရှိလားသူ့အကြောင်းညီလေးတိဘာတွေလေ့လာထားလဲအဲ့ဒါလေးနည်းနည်းပြောပြပါဦး ဟုတ်သူကြောင်းတော့သူ့ရဲ့ပွဲလေးတွေလည်းကြည့်မှုတယ်ပြီးတော့သူ့ရဲ့ legit broker link တွေလည်းသူတင်တယ်လေသူ့ရဲ့ဟို Instagram မှာလည်းကျွန်တော်တွေ့မှုတယ်ပြီးတော့သူ legit တာတော့သူ့ရဲ့သူကတော့ကောင်းတဲ့ကစားသမားသူလည်းကောင်းလို့ပဲသူဒီလိုမျိုးဝါမှာသူလည်းပွဲကြီးမှာသူထိုးရတာဟုတ်ဒါသူကောင်းလို့ပဲလေအဲဒါမဲ့ကျွန်တော်ကျွန်တော်ကတော့သူ့မကြောက်ဆိုတာသူကအနေကျရတော့ကျွန်တော်ထက်အများကြီးရှိတယ်ပေါ့နော်သူအနေကျရတော့သူ့ရဲ့ တဲ့ပိုင်းလဲကျွန်တော်ထည့်တော့ကြီးသေးတယ်ဆိုတော့အဲ့လောက်ဆိုတော့ကျွန်တော်ကျွန်တော်ကသူ့ထက်အများအားသာချက်ရှိတာအသက်ရွယ်ပိုင်းလေပြီးတော့ဒီအသက်ရွယ်ကျလာပြီဆိုတာနဲ့တိတာတယ်လေကိုယ့်ရဲ့ stamina တော့လူငယ်လူမျိုးမကောင်းဘူးဆိုတာတော့အမှားပါပဲအဲ့ဒီဒီ1မှာစာချုပ်ကြီးမရခင်ပေါ့နော်၃ဘဲသက်တိုက်နိုင်နေနိုင်တာလေ နောက်နောက်ကနောက်ကောက်တွေနဲ့ပဲလေထိုးတွေနဲ့ပဲနိုင် စာချုပ်ကြီးရလာဟုတ်ကဲ့စာချုပ်ကြီးရပြီးွားတော့ထိုးတွေသုံးဘက်လုံးကြတော့ရှုံးတယ်အမှန်နဲ့ရှုံးတယ်နောက်ကောက်တော့ဒီလေးမကြဘူးနောက်တော့လည်းမဖြစ်ဘူးပေါ့နော်အဲ့ဒီဟာပေါ့ဒီစာချုပ်မရခင်အနေထားနဲ့စာချုပ်ရပြီးွားအနေထားဘာပွားွားလဲအခုသိကျင်တာညီလေးရညီလေးရဲ့စွမ်းဆောင်ရည်ပဲကြသွားတာလားဒါမှမဟုတ်ညီလေးတွေးရတဲ့ပြိုင်ဘက်တည်းရပဲစာချုပ်မရခင်ကတွေးတဲ့ပြိုင်ဘက်တည်းရနည်းနည်းရည်သွေးနေပြီးတော့စာချုပ်ရပြီးမှတွေးတဲ့ တိုင်ဘက်တရားပိုကောင်းလာလို့လားဟောကျွန်တော်မှလည်းပြောရတော့ကျွန်တော်စားဆောင်ရတော့မညပါဘောနော်ကျွန်တော်ကိုကျွန်တော်တည်တည်ကျွန်တော်ကတော့စူးစမ်းနေတာဘောနော်လုံနိုင်တည်ခဏပြောတာပဲကျွန်တော်ရအမှန်တိုင်းပြောရကျွန်တော်ရစားဆောင်ရမကောင်းဆိုတော့ကျွန်တော်လိချင်းမှုပရုကာဘောနော်အရင်ကကျွန်တော်စားဆတ်တော့တော့ကျွန်တော်ဟိုကလပ်မှာအဆုံရှိတယ်ဘောနော်ပြောရှိတာတဲအိတ်ဒီဟိုဘာပဲလို့ဘောနော်လိုအားနဲ့ပက်လေးလေးပြီးတော့ လိုအပ်နေဟို rain လေးတွေကွာ power လေးတွေပေါ့နော်လေးချင်းပုံစံပေါ့အဲ့ဒါလေးလက်တီပြေးအောင်ဘယ်လိုကြည့်ရမလဲဘယ်လိုဟိုလောက်တာပေါ့နော်အဲ့လိုမျိုးချင်းပုံစံပဲကိုယ့်ရဲ့အာတာချက်လေးတွေအဲ့ဒါတွေကရှိတယ်နောက်ပိုက်ကျွန်တော်သွားထိုးနေပွဲတယ်အဲ့ဒါတွေမရှိတော့ဘူးကျွန်တော်အဲ့ဒါတွေမရှိဘဲနဲ့ညီလေးဒီလေးချင်းမျိုးသွားထိုးနေတာဘယ်နဲ့ပွဲလောက်ရှိပါလဲအခုနောက်ပြောရမယ်ဆိုတာလဲဒါလဲဆိုဒီနောက်ပိုက်ရှုံးနေပွဲတယ်အဲ့ဒါတွေများလို့အမ်ကျွန်တော်တဲ့အေးလည်းကောင်းမထိုးရဘူးလေ ကျွန်တော်ချိန်ဖို့တော့ခက်ခဲချိန်တော့ခက်ခဲရှိတာပေါ့နော်ဒါဟိုကျွန်တော်နေတဲ့နေရာပေါ့နော်ဟိုမင်းဆောင်ပါဆိုလဲအဲ့လိုပဲဟိုကိုဘလိုပဲပြောရမလဲကိုနေရာကိုဒေသမဟုတ်တော့နေခက်ခဲဖြစ်တယ်ကိုဒါတော့မရပါဘူးဒါတော့ကိုနေရာကိုဒေသနဲ့တော့တူပေါ့ဘူကတော့ကိုနေရာကိုဒေသလည်းပြန်ရောက်ပြီကိုမိသားစုနဲ့လည်းတူတူနေရပြီအရင်ငယ်ဆရာတွေနဲ့လည်းပြန်ပြီးလောလောကလက်တွဲလို့ရတော့မယ်လက်တွဲခွင့်ရတော့မယ်ပေါ့နော်အဲ့လိုအနေနဲ့ဖြစ်လာပြီတစ်ဖက်မှာကြတော့လေဒီဆိုလင်းအတွက်က ဥလာမဲ့ပွဲစဉ်ကအရင်ရေးကြည့်တယ်။ဘာကြောင့်လဲဆိုတော့ရှေ့မှာ၃ပွဲရှုံးထားတယ်။ဟုတ်ကဲ့။ဒီပွဲစဉ်ကဆိုလင်းဟူအတွက်အလှည့်ပြောင်းဖြစ်သွားနိုင်တယ်။ဘလို့ဘလို့စိတ်ထဲမှာခံစားရလဲအဲ့ဒါလေးပြောပါဦး။ဟုတ်ပါတယ်။ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်လည်းဒီပွဲကတော့အရေးအရေးကြီးတကတည်းကအရေးကြီးဆုံးပဲ။တကယ်လို့ဒီပွဲများကျွန်တော်ရှုံးခဲ့ဦးမယ်ဆိုတော့ကျွန်တော်ဒီလိုမျိုး1ပွဲကြီးမှာကျွန်တော်ရှေ့ပြန်ကြွေးလည်းမရတော့ဘူးနော်။ကျွန်တော်နောက်ဆုံးကျွန်တော် 2G လဲကျွန်တော်ဒီ1 Friday တို့ပွဲမှာပဲကျွန်တော် 2G ရတော့မှာပေါ့နော်အဲ့လိုအနေထားလေးပြောသွားနိုင်တယ်ပေါ့အဲ့လိုအနေထားလေးဖြစ်သွားတယ် အဲဒါဒီပွဲကတော့ကျွန်တော်တွေ့အရေးကြီးဆုံးလို့ပွဲလို့ရတယ်ဒါပေမဲ့ကျွန်တော်ကဟိုနောက်ပိုင်းကျွန်တော်ယုံကြည်မှုတစ်ခုရှိလာတယ်ဆိုတာပေါ့နော်ကျွန်တော်ခါတိုင်းပွဲဆိုကျွန်တော်အနိုင်ထူရကျွန်တော်အောင်ပွဲပါပေါ့နော်ဒါပေမဲ့ကျွန်တော်အောင်ပွဲလို့ရှိကျွန်တော်ရဲ့ဂျေဇူးရှိဒီမားနေကျွန်တော်ရဲ့ဂျေဇူးရှိတယ်ကျွန်တော်ကထုတ်ပြောတတ်တဲ့ဂျေရှိတယ်အဲ့ဒါကျွန်တော်ကထုတ်ပြောရှိတယ်အဲဒါပေမဲ့ကျွန်တော်ပြောချင်တာတော့ဖခင်ဖခင်ကျွန်တော်ဒီထက်မြင့်နေပို့ပြီးတော့ အောင်မြင်ကြော်ကြားမဲ့နေရာလေးကိုဖခင်ကျွန်တော်ပို့ချင်တာဗောနော်အဲ့ဒီနေရာကိုထားမှာဟုတ်တယ်မလောလာရတဲ့ဟာကိုဟာလေးဖခင်ကကျွန်တော်အဲ့ဒီတက်ကောင်းတဲ့နေရာလေးပို့ချင်တယ်ဆိုတော့ဒီကြောင့်ဒီပွဲကတော့ကျွန်တော်တကယ်ကဘာမှာထိတ်တာဗောနော်နံပါတ်1ချင်းနိုင်ငံမှာဆိုကျွန်တော်ဟိုဟိုအဲ့ဒီနေရာမို့ပို့တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ကအာကျွန်တော်ဘဝတစ်ခုလို့ပြောင်းလဲနိုင်တဲ့အနေထားမျိုးမှာပေါ့နော်ဒီနေရာမှာအောင်ဝဲခံနိုင်ပေါ့အောင်ဝဲခံနိုင်မယ့်အနေထားမျိုးကျွန်တော်ယုံကြည်တာပေါ့နော် အဲ့လိုမျိုးတော့ကျွန်တော်ယုံကြည်မှုကတော့အရင်ကောင်းတယ်ယုံကြည်မှုကတော့အရင်ကောင်းတယ်ပြီးတော့လဲကျွန်တော်ကလဲဟိုမှန်တယ်ပြောရရင်တော့ကျွန်တော်လဲဖရဲတရားမမေ့ပါတော့ကျွန်တော်ပါပဲလို့ဒီအဓိကကတော့ဖရဲပါတော့ဖရဲတရားကျွန်တော်အမြင်နဲ့တတိယဆုတောင်းတယ်ပြီးတော့ကျွန်တော်ကျွန်တော်ပါပဲလို့ပါအဓိကဖရဲပါပဲဖရဲဆိုတာအလို့ဆိုတန်းနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ယုံကြည်တယ်ဒါမဲ့ပွဲကြရတော့ကျွန်တော်ဘွားတစ်ခုလို့ပြောင်းလဲမယ်တကယ်လို့များပြောကြည့်တာကျွန်တော်မြန်မာစကားတော့ရှိတယ်ဟို ပြောင်းလဲပြောင်းလဲပြောင်းလဲရှိတော့အောက်မှာပြန်နေမယ်အဲ့လိုမျိုးနေထားမျိုးပေါ့နော်စိတ်ထဲမှာတော့တွေးမိတာပေါ့နော်အဲ့လိုမျိုးတွေဟိုဘောညီလေးဒီကြုံလို့ဖရားလေးရကြောင်းလဲပြောတယ်အဲ့ဒါနဲ့အခုသွားပြီးတတိယပြီလားလဝင်းနေတော့အရင်ဒါရိုက်မဆန်ဘူးညီလေးကာအက်ဆီဒန့်ဖြစ်တယ်ကာကြောင်းထဲကျသွားတယ်ဟုတ်ကဲ့အဲ့ကောင်ညီလေးပြန်ဆယ်လိုက်တယ်ဟုတ်ကဲ့ဆယ်လိုက်ပြီးတော့ရောင်းပြီးတော့ဒီလူလန်းနေမတုံးသူတာမျိုးကိုလူကြားရတယ်အဲ့အကြောင်းလေးလည်းပြောပြပါဦး ဟုတ်ခုတ်ခဲ့ပါကိုအခုလဲအခုလဲကျွန်တော်ကိုအင်တာဗျူးမင်းအခုမင်းတဲ့ခါမှလဲကျွန်တော်လဲဖြည့်ချတာ ਨੇ ဆိုလဲကျေးဇူးတင်တယ်ကျွန်တော်ကားတော့အဲ့လိုမျိုးဖြည့်တော့ကျွန်တော်ဟိုတလောမှာကျွန်တော် ပြန်ဆယ်လိုက်တယ်ပေါ့နော်ပြန်ဆယ်လိုက်တော့ကျွန်တော်စတော့တော့ကျွန်တော်ရဲ့ကားကိုကျွန်တော်ကအမှတ်တရတင်ထားကြည့်တယ်ဒီတိုင်းပဲထားကြည့်တယ်ကျွန်တော်လဲဟိုပြောချင်တာတော့ကျွန်တော်လဲဟိုစားဖို့တောက်ဖို့ကတော့ပြည့်စုံတဲ့အနေထားမျိုးလို့ရှိပေါ့နော်ကျွန်တော်အမှတ်တရထားလို့တော့ရတော့ပေါ့အဲ့ဒါလဲကျွန်တော်ကအမှတ်တရထားတော့လဲ ထားကြည့်တယ်ဒါပေမဲ့နောက်တစ်ခုကလည်းဒီချိန်မှာကျွန်တော်တို့ရဲ့ဟိုနိုင်ငံမှာအများခက်ခဲရှိတယ်လေအဲ့ဒါကျွန်တော်တိတော့ကျွန်တော်အဲ့ဒီကားကိုကျွန်တော်မတ်တရမထားဘဲကျွန်တော်ရောင်းလိုက်တာပေါ့နော်ရောင်းလိုက်တော့ဟိုရောင်းတာတော့ဒါ180လို့တော့ရတယ်မြန်မာပတ်စာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီ180ကိုကျွန်တော်ဟိုအကုန်လုံးပြန်လူမယ်ပေါ့နော်ကျွန်တော်လူလိုက်ပါတယ်ပြန်လူတာမဟုတ်လူလူပြီးွားပေါ့နော်ကျွန်တော်အခုငလေဘေးငလေလာငလေဖြစ်လာတယ်ကျွန်တော်လူတယ်ပြီးတော့ ျွန်တော်ကျွန်တော်တို့ကျွန်တော်ကျွန်တော်တို့ကြီးလာနေရွာမှာလဲဖုံကြီးကြောက်တွေလှုပ်တယ်ပေါ့နော်လူအကျဲတွေရှိတာပေါ့နော်အဲ့ဒါလည်းကျွန်တော်လူတယ်ကိုဟုတ်တပြားမှာတော့ကျွန်တော်မစားပေါ့နော်ကျွန်တော်လည်းအကုန်လုံးလူတယ်ပေါ့အဲ့ဒီရနဲ့ပုံစားတယ်ဟုတ်ကောင်းပါလေညီလေးအဲ့တော့ညီလေးအနေနဲ့ဒီညီလေးပြည့်သက်တရားလဲဆိုလင်းဦးဆိုဆိုလင်းဘွဲရှိပြလဲတဲ့ဘုံလုံးခေါင်းထောင်းနေကြတာအားလုံးကိုအာဆိုလင်းဦးကအားပေးတယ်အခုချိန်ဒီမြန်မာပြည့်သက်တွေရောထိုင်းပြည့်သက်တွေရောကိုလိုလဲတွေ့နေကြားနေရတယ်အဲ့တော့ဒီပြည့်သက်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တချို့ကလည်း ဆိုလင်းကတော့ကြာသွားပြီဟုတ်ကဲ့ဆိုလင်းကိုတက်ရွယ်ကြသူဖြစ်နိုင်တော့လို့ဈေးသတိကြားမှာပြောဆိုဝေဖန်မှုတွေလည်းရှိတယ်ဟိုအပြင်ကဒီဟိုမီဒီယာတွေမှာလည်းဆိုလင်းဘောဝေဖန်တာမျိုးတွေတိုက်ခိုက်တာမျိုးတွေလည်းတွေ့နေကြားနေရတယ်အဲ့ဒီဝေဖန်တာတွေထောက်ပြတာတွေနောက်ဆုံးဆဲဆိုတာမျိုးတွေပေါ့နော်ကြမ်းကြမ်းတမ်းတမ်းတွေရှိလာတဲ့အပေါ်တွေမှာဆိုရင်ဆိုလင်းကဘယ်လိုတုံ့ပြန်တတ်လဲအဲ့ဒါလေးသိချင်တယ်ကျွန်တော်ကတော့အမှန်တည်းပြောရရင်ကျွန်တော်ဝေဖန်တာ ြောတာနဲ့လူတော့ရှိတာပေါ့နော်မရှိတာမဟုတ်ရှိကိုရှိတာရှိခဲ့တော့မှကျွန်တော်ကလေတမျိုးတော့ကောင်းတယ်အခုချက်ကြီးလဲကျွန်တော်လည်းအဲ့ဒီအဲ့ဒီရဲ့ပရိသတ်တွေကျွန်တော်ဟိုတုတ်ပြန်နေဟိုပြောတဲ့ဥစ္စာလေးကျွန်တော်မတုတ်ပြန်လို့တော့မသိအခုချက်ကြီးကျွန်တော်အားပေးတာများတာပေါ့နော်သူများဆိုကျွန်တော်ကိုကျွန်တော်နေရာမှာဆိုတဲ့သူများဆိုဘယ်လောက်ပြောမလဲပေါ့အဲ့လိုမျိုးလဲကျွန်တော်လည်းပြောတာလည်းရှိတယ်ဒါမဲ့ကျွန်တော်အဲ့လိုမျိုးပြောတဲ့လူလည်းရှိလက်ရှိတယ်ပေါ့နော်ရှိပေမဲ့လည်းကျွန်တော်ကကိုမှန်လည်းပြောရရင်ကျွန်တော်လေ အဲ့လိုပြောတဲ့လူလဲကျွန်တော်ချစ်တယ်အမှန်တည်းပြောရကျွန်တော်ခင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တော့ကျွန်တော်တို့လူဖြစ်လာပြီဆိုတော့အဲ့လိုမျိုးဝေခံပုတ်ခါမှာဆိုတာရှိကိုရှိတယ်လေဝေပဲအကြံပေးမှုလေဟုတ်ကဲ့ပြီးတော့လူဆိုတာအားပေးတဲ့လူလဲရှိသလိုဟိုဝေဖန်တဲ့လူလဲရှိမှာအရင်တော့ဒီဟာတွေနဲ့ပတ်သက်ပြီးစိတ်ထဲမှာစိတ်ထဲမှာကျွန်တော်ထားလို့ဟုတ်မရှိဘူးเนาะကိုလို့ပဲကိုလို့ကိုလို့ပဲကိုလို့အဲ့တော့ညီလေးဒါတော့ဦးနာ ဟိုဝေဖန်မှုတွေဓာတ်တွေနဲ့ပတ်သက်တဲ့ပြည်သက်အမြင်ပေါ့ဟုတ်ကဲ့အခုကတော့ဒါနောက်ဆုံးအနေနဲ့မေးချင်တာဟုတ်ကဲ့မေးနေကြထုံးစံအတိုင်းပါပဲဆိုလင်းဦးအနေနဲ့ပြည်သက်တွေကိုဘာများပြောချင်လဲအခုလာမဲ့ပွဲစဉ်တွေပတ်သက်ပြီးတော့ဟုတ်ကဲ့ကျွန်တော်ကတော့ပရိသတ်တွေပြောချင်တာတော့ကျွန်တော်ပရိသတ်ကိုလည်းနိုင်ယူပြီးစီချင်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့ရည်ရည်စကားပါလို့လဲဆိုတော့ကျွန်တော်လည်းပွဲစီတိုင်းကလည်းအခုချုပ်ပွဲလည်းဆက်နေပြီဒါမဲ့ဒီပွဲကတော့ပရိသတ်တွေကိုကျွန်တော်ပြန်အနိုင်ပြယူပြီးနဲ့ အလက်လည်းရောက်လာပြီးပြီးတော့ပရိသတ်လည်းဒီတစ်ခေါက်မှပရိသတ်လည်းပျော်ရွှင်ရမယ်အလက်ရောက်ပြီလို့လည်းကျွန်တော်ယုံကြည်တာပေါ့နော်အဲကြောင့်ကျွန်တော်ပရိသတ်အားလုံးလည်းကျွန်တော်ပြောစီချင်တယ်ပါလေကျွန်တော်ရန်ကျေးဇူးတင်တယ်ကျွန်တော်လည်းအနိုင်ရရှိအောင်ကျွန်တော်ကျွန်တော်အဓိကတော့ကျွန်တော်ဆက်ရတော့ပရိသတ်တွေပျော်စီချင်တယ်ပရိသတ်လည်းပျော်မယ်ကျွန်တော်ကိုယ်တိုင်လည်းပျော်စီချင်တာပေါ့နော်ဘာပဲပြောဒီပွဲကတော့ဟိုခဏတော့ကျွန်တော်ပြောရတဲ့စကားလိုပဲဟိုကျွန်တော်ကိုလည်းဖျား ချင်းမြောက်အောင်မယ်ဆိုတော့လေအဲကြောင့်ကျွန်တော်ပရိသတ်တွေအနိုင်နဲ့အပြိုပိုင်းနဲ့ပဲကျွန်တော်လှုပ်ပြီးစီချင်တာပေါ့နော်အဲကြောင့်အားလုံးလည်းကျွန်တော်ယေရှုတင်တယ်လို့လည်းပြောချင်ပါတယ်ကိုယေရှုဝန်ကြီးလေးဟုတ်ကဲ့ပါကိုယေရှုတင်ပါတယ်ဟုတ်ကဲ့